လော်ရိုခရစ်တောက်တန်ပေါ်မာဆင်နဲ့ဟယ်ရီရက်နပ်တို့အခုတစ်ပတ်မှာရှင်ပြိုင်စားမယ်ပရီးမီးယားလိပွဲစဉ်15ကိုဘလို့ခတ်မှန်းထားကြပါသလဲမင်္ဂလာပါဗျကိုကိန်းစ်တာဖုတ်ဘောရှိုးအနီချူဒူဝါရီကျွန်တော်ကိုခတ်မှာအခုစနေတနင်္ဂနွေတနင်္လာ3ရက်မှာရှင်ပြိုင်စားမယ်ပရီးမီးယားလိပွဲစဉ်15ရလတ်တွေကိုနာမည်ကြီးပန်ဒစ်၄ယောက်ရဲ့ ခမန်းရွေးချယ်မှုတွေဘယ်လိုရှိသလဲကျွန်တော်ညီကိုတွေကိုအခု sharing လုပ်ပေးသွားရမှာဖြစ်ပါတယ်ပထမဆုံးတစ်ပွဲ Aston Villa နဲ့ Arsenal အားကြီးအသေးအရှုံးပေးထားတယ်ဒီကြောပိမှုက Arsenal အနိုင်ဆုံးတည်ရပြီးတော့နိုင်နိုင်ကြီးရှိတယ်ဆိုရဲအကြောပိမှုပဲဗျအဲ့တော့ကြောင့် Arsenal တင်းဒီဒီပွဲတွေမှာ percentage ရခွဲမယ်ဆိုရင်အနိုင်60တည်ရ40လောက်ရှိတယ် Rigstor UB အားပေးရလိမ့်မယ် Aston Villa ကလည်းအခုနောက်ဆုံးပွဲတွေမှာတော်တော်ကျန်းနေတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့် Brentford အာကြီးပွဲနဲ့မတူအာကြီး Brentford ပွဲတုန်းက Rix ယူရတာမှန်ပေမဲ့ Emirates မှာကန်ရတယ်သေကြတယ်1 c 2 c ကျွန်တော်ရကြည့်အောင်မယ်1 c ဆိုရင်တော့အပြည့်ရှုံးတာပေါ့နော်အဲ့ဒီပွဲကတော့တေရလုံးဝကြလို့မရဘူးတေရကြရင်အပြည့်ရှုံးမယ် Arsenal ရဲ့ side back ကပြန်ကြည့်ပြန်တော့လေ Man City ကိုတော့အိမ်ကွေး Villa back မှာအနိုင်ယူထားတဲ့ Villa အနေနဲ့သူတို့ဘက်ကလည်းတေရကြခွင့်ရှိတယ် Arsenal ကလည်းအဲ့အတွက်ကြောင့်တေရကြရင် ပြဿနာထွေထူးထူးမရှိတဲ့အတွက်အမတ်ကွာဟမှုကတော့အနှဲငယ်ချင်းမြောင်းသွားမယ်ဆိုပေမဲ့လည်းကျွန်တော်ရှိကပြောခဲ့တဲ့အချက်လက်တွေအရာ အသေးအံကြီးဗျာကစားသမားတွေနိုင်နာပလိစီဆိုပြီးကစားစရာမလိုဘူးကျွန်တော်ရဲ့ preview ထဲမှာလည်းတေချာလေးပြောပြီးသွားပြီအဲ့တော့ကြောင့် risk ကတော့ Arsenal အတွင်းကိုအားပေးမယ်ဆိုရင်အကြီးကျယ်ယူရမယ်အကွက်မျိုးတွေပါဒီပွဲစဉ်ကို Harry Redknapp က1-1လို့မှန်းထားပါတယ် Loro AI 2-1နဲ့နိုင်မယ်လို့မှန်းပြီးတော့ ဆောက်တန်က RE10 နဲ့နိုင်မယ်လို့မှန်းထားပါတယ်။ပေါ်မစင်ကလည်း Arsenal 21နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။ကျွန်တော်တို့ဒီပွဲစဉ်မှာ Red Nap နဲ့အမြင်ချင်းသွားတူတယ်ပေါ့နော်။ RE တေချလို့ဘာမှမဖြစ်ဘူးဗျာ။ကစားသမားတချို့ကို ပြောင်းလဲအသုံးပြုပြီးတော့တေပွဲစဉ်တစ်ပွဲဖြစ်သွားနိုင်တယ်။နိုင်လဲနိုင်နိုင်တယ်ပေါ့နော်။နိုင်တဲ့ percentage ကိုကျွန်တော်ကအ ਨੇ ပြန်ပြီးတော့ပေးခြင်းနဲ့တေချဖို့များတဲ့အတွက်ဒီပွဲစဉ်မှာကျွန်တော်က ancient villa ကို harry renap နဲ့တူတူရွေးချယ်ပေးခြင်းပါတယ်။ နောက်ထပ်ပွဲကတော့ဘုံမောင်းနဲ့ချဲစီပွဲတင်ဖြစ်ပါတယ်အကျော်ပေးမှုရအရန်တန်နေဗျာတရေတဝက်ရှုံဒီအကျော်ပေးမှုဟာဆီယာခွက်တွေနင်းပြီးတွေးမယ်ဆိုရင်တော့ချဲစီနိုင်စရာမရှိဘူးချဲစီအမြင့်ဆုံးတရေပဲဆိုတော့ပုံစံမျိုးဘာကြောင့်လဲဆိုတော့ချဲစီလို level မျိုးအသင်းကတောက်လျှောက်ရှုံးပွဲတွေစက်နေတဲ့ဘုံမောက်ကိုဘရုစဉ်းစားကြည့်လိုက်တရေတဝက်ပဲပေးထားတယ်လေတရေကြရင်တော့မတဝက်ဆုံးရှုံးနေဆိုမတော်တဆရှုံးရင်ရှုံးသွားနိုင်တယ်ဆိုတော့အကျော်ပေးမှုမျိုးကြီး Harry Redknapp ကတူတူတေပွဲဖြစ်သွားမယ်လို့ခမန်တာပါတယ် ်လော်ရိုကချယ်ဆီ2-1နဲ့နိုင်မယ်လို့မှန်းပြီးခရစ်ဆော်တန်က1-1တေဝဲဖြစ်သွားမယ်လို့မှန်းထားတယ်ပေါ်မာဆင်က2-2တေဝဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်အဲ့တော့ချယ်ဆီကိုအနိုင်ပေးတဲ့ပုံကိုဆိုလို့လော်ရိုတယောက်ပဲရှိတယ်ကျန်တဲ့ပုံကို3အောင်လုံးကချယ်ဆီကိုတရေပဲခန့်မှန်းထားတာဒါပေမဲ့လည်းချယ်ဆီကိုရှုံးမယ်လို့ခန့်မှန်းတဲ့သူတယောက်မှမရှိဘူးတူတယ်ကိုကြည့်မယ်ဆိုရင်တူတယ်ကိုက3လုံးတဝက်ပျော်ရှုံးဝင်ပေးထားတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ preview ထဲမှာကျွန်တော်ပြောပြီးသားတဝက်လောက်ရှုံးရင်တော့မထူးတော့ဘူးလေကျွန်တော်ပြောတာတေကြလေ Chelsea ကတော့ရွေးသိတဲ့အကွက်မျိုး ဖြစ်နေပါတယ်။ဒါအပြင် total ကို over ကလည်းသဘောကျခြင်းစရာဖြစ်ပါတယ်ခင်ဗျ။နောက်တစ်ပွဲထပ်သွားမယ်။ Everton နဲ့ Northern Forest ။ Everton ကတရေတဝက်ရှုံအကျော်ပြန်ပေးထားပါတယ်။ဒီပွဲစဉ်ကို Harry Redknapp ကတော့1-1 Loro က Northern Forest 1-0နဲ့ Southend Bournemouth နှစ်ယောက်လုံးကတော့ Everton 1-0လို့ခတ်မှန်းထားပါတယ်။ကျွန်တော်တို့ဒီလိုပွဲမျိုးတွေကတရေထက်ပိုနိုင်တဲ့ပွဲမျိုးတွေလို့မထင်ဘူး။တရေကြလို့အပြည့်ရှုံးဆိုရင်တော့ဒါအကျိုးမြတ် အများကြီးရမှာလေဘက်ကန်အတင်တာပေါ့တိုးတော့တေတဝက်လောက်ကဘာမှဖြစ်ဘူးအင်ရှင်အတင်းကိုအားပေးလိုက်တာပို့ပြီးအဆင်ပြေမယ်လို့ယူဆတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့ evidence ကိုရွေးချယ်ပေးခြင်းပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမကစားချင်နေဆိုရင်တော့ super senior ဖေဖော်စီမှာ i back question ကို၅သလုံး miss နဲ့မောင်း၅၆တို့ကို member တက်အပူစုကြီးများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်နေဆိုရင်တော့ဘာပါမတ်၃ညာကို၈ခု၉၆ခု၄ရာလီစင်မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ပွဲက Man City နဲ့ Sunderland နှလုံးတဝက်ပျော်ရွှင်ဝင်ပေးထားတယ် ဒါတော်တော်ယုတ်တိမတန်တဲ့အကြောပေးမှုပေါ့နော်မက်ဆီဒီဒီအမြဲတမ်းကြေးပြင်းတယ်တကယ်တမ်းလဲမက်ဆီဒီကတိတ်နိုင်ဖုတ်နိုင်တဲ့အသင်းတစ်သင်းဒါပေမဲ့ဆန်ဒလန်ဒီဒီနှစ်ဘောလုံးရသည်မှာပြိသက်အားပေးများတဲ့အသင်းတွေကိုတောက်လျှောက်ဒုက္ခပေးထားတယ်အာစနယ်လိုအသင်းတော်ပါတယ်ဗျာချယ်ဆီလီဗာပူးမန်ယူနိုက်တက်ကလွဲလို့ပေါ့အဲ့ဒါကြောင့်မက်ဆီဒီကိုလည်းဒုက္ခပေးဖို့ရင်ဆိုင်လာမှာတော့အသေးစားပဲမက်ဆီဒီကနှလုံးတစ်ဝက်ပျော်ရွှင်ဝင်ပေးထားတဲ့အတွက်ကြောင့်နှလုံးတော့တွင်းကောင်းတွင်းသွားနိုင်တယ် ဒါပေမဲ့ဆန်ဒလန်ရဲ့ခံကံအားကိုယုံကြည်တဲ့အနေနဲ့ကျွန်တော်တို့ကတော့ဒီပွဲတင်မှာဆန်ဒလန်ကိုသဘောကျတယ်။အဲ့တော့ကျွန်တော်သဘောကျနေုံနဲ့မပြီးဘူး။ Bandit တွေဘလို့ခတ်မှန်းထားတယ်လဲထပ်ပြီးပြောရမယ်။ Harry Redknapp က Man City 3-1, Loro က Man City 3-0နဲ့နိုင်မယ်လို့မှန်းထားတယ်။ Southampton ပေါ်မှာဆင်ရတော့2-1နဲ့နိုင်သွားမယ်လို့ခတ်မှန်းထားပါတယ်။အဲ့တို့ကြောင့်ကျွန်တော်ကတော့ Southampton ပေါ်မှာဆင်တဲ့အမြင်ချင်းတူညီပါတယ်။နောက်တစ်ပွဲက Newcastle နဲ့ Burnley ။ Newcastle ကတလုံးအပြည့်ရှုံးဆိုတဲ့အကြောပြမှုပေးထားပါတယ်။ ဒီပွဲစဉ်ကို run up က Newcastle 2-0, Loro 2-0, Southampton 2-0နဲ့ Poma စဉ်3-0ဖြစ်ပါတယ်။ပန်တစ်အားလုံးကတော့အပြာရဆိုင်မဲ့ Newcastle ကိုပြတ်နိုင်မယ်လို့ခမန်းထားပါတယ်ကျွန်တော်လဲ Newcastle ရဲ့ကစားအားကိုယုံတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာ Newcastle ကိုပဲရွေးချယ်ပေးပြရသည်ခင်ဗျနောက်တစ်ပွဲကတော့ Tottenham Hotspur နဲ့ Brentford Thomas Frank ကတော့သူ့ရဲ့အသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရမှာပါတရေတဝက်ရှုံ Tottenham Hotspur အကျော်ပေးထားပါတယ် Run up ကသူ့ရဲ့အသင်းဟောင်းကို1-1လို့ခမန်းထားပါတယ် လော်ရိုကစပါ21စောက်တန်ပေါ်မာစင်ဟာ11ခမန်းထားပါတယ်လော်ရိုတယောက်ပဲစပါနိုင်မယ်လို့ခမန်းပြီးတော့တော်တင်ဟော့စပါနီးပြဟောင်းဖြစ်ခဲ့တဲ့ Harry Redknapp တောင်မှ11ပဲခမန်းထားပါတယ်ကျွန်တော်လည်းဒီပွဲစဉ်မှာတရေပွဲတစ်ပွဲဖြစ်သွားမယ်လို့ပဲထင်ပါတယ်အဲ့ဒါကြောင့် Brentford အသင်းကိုရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Leeds United နဲ့ Liverpool အကြောပေးမှုအတော်လေးပျော့ပါတယ်လီဗာပူးကတည်ရကြရင်အပြည့်ရှုံးမယ်အဲ့ဒါတော့အကြောပေးမှုကတော့ ိတ်ပြီးယုတ်တိမတန်ဘူးလားဗောနောပျော့ပျော့ပြောင်ပြောင်လေးဖြစ်လွန်းနေဗျာလက်ရှိချန်ပီယံကတန်းတက်လာတဲ့အသင်းကိုတည်ရင်မကြရရပြီဆရာခွက်တွေတွေးမယ်ဆိုရင်ကြေးရနော်ဘူကီခေါ်မှုရဒီပွဲစဉ်လီဗာပူးလုံးဝမနိုင်ဘူးဆိုတဲ့သဘောမျိုးပဲဒါပေမဲ့ကျွန်တော်ကလေတန်တဲ့အခါကျတော့ဗျာအသင်းတွေကိုစွန့်စားခြင်းတယ်ဒါကျွန်တော်ရဲ့အတွေးခေါ်ပိုင်းမှာဘရိုဘယ်စင်စားကြီးပွဲပွဲရဲ့အဖြစ်ကိုယုတ်ချီးဆိုသလိုပြောင်းလဲနိုင်တဲ့ပလေယာတွေကအသင်းတွေမှာပဲရှိတယ်အသင်းငယ်တွေမှာမရှိဘူးအသင်းငယ်တွေကခံ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 မဲ့စနစ်တကျတဲ့ဂိုးရရင်ဂိုးရမယ် အတွက်တန်လွန်းတဲ့အတွက်ကျွန်တော်ကတော့ Liverpool ကိုပဲရွေးချယ်ပေးကြပါတယ်ပန်ဒစ်တွေဘလို့ရွေးချယ်ထားတယ်လဲလော်ရိုကဒီပွဲစဉ် Liverpool 2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားတယ် Run up က1-1 Southampton က2-2နဲ့ပေါ်မဆင်တို့က1-1ဖြစ်ပါတယ် Liverpool ကိုတရေပွဲမှန်းတဲ့သူများတယ်ပေါ့နော်ဒီပွဲစဉ်ကလည်း Chelsea ဘုံမောက်ပွဲနဲ့တွားပြီးဆင်တူပါတယ်နောက်တဲ့ပွဲကတော့ Brighton နဲ့ West Ham ဖြစ်ပါတယ် Brighton က1-1ဒီအကျော်ပေးထားပါတယ်ဒါလည်းတိတ်အိဗေမရှိတဲ့အကျော်ပေးမှုပဲ1-1ပေးစရာလောက်ထိတော့မလိုဘူးပေါ့နော် Okay, ဒီပွဲစဉ်ကို Harry Redknapp က2-1နဲ့ Brighton နိုင်မယ်လို့မှန်းပြီး Loro က2-2ဒီပွဲဖြစ်မယ်လို့မှန်းထားပါတယ်။ Southampton ကတော့3-1နဲ့ Brighton နိုင်မယ်လို့မှန်းပြီး Bournemouth ကလည်း3-1နဲ့ Brighton နိုင်မယ်လို့ပဲမှန်းထားပါတယ်။အားလုံးက Brighton အနိုင်ကြီးပဲခတ်မှန်းပါတယ်။အဲ့ဒီကြောင့်ကျွန်တော်လည်းပွင့်လင်းပြောရင်တော့ Brighton ဝင်ပဲသဘောကျခြင်းနေဗျ။ Wendy အကျော်ပေးမှုကလက်ရှိဝဆဲအခြေအနေကအကျော်မပေးသင့်ဘူးဆိုပေမဲ့ Brighton ကိုပြတ်နိုင်တယ်လို့ယူဆတဲ့အတွက် Brighton ကိုရွေးချယ်ပေးတာပါ။နောက်တစ်ပွဲက ဖူလန်နဲ့ပဲလစ်တဒယ်ဖြစ်ပါတယ်ကျွန်တော်ကတော့ရှင်းတယ်ကျွန်တော်ကတော့ပဲလစ်ကိုသဘောကျတယ်ဒီပွဲစဉ်ကိုပန်တစ်တွေဘယ်လိုရွေးသလဲ run up က11 loro ကပဲလစ်21နဲ့ southern က palace 10ဖြစ်ပါတယ်ပေါ်မစင်တယောက်ကတော့ထူးခြားစွာနဲ့ ancient fulan နိုင်သွားမယ်လို့ခမန်းထားပါတယ် result ခမန်းမှုကတော့21ပါနောက်ဆုံးပွဲကတော့တနင်္လာနေ့ညနေပွဲကြီးပေါ့နော် wolverhampton နဲ့ man united ပွဲဖြစ်ပါတယ် man united ကတလုံးတဝက်ပျော်ရွှင်ဝင်ပေးထားပါတယ်အဲ့တော့ man united လည်းဘာလဲ ဘာလို့မှလဲမေးယူရမလို့ဖြစ်နေတယ်။ဝူဗန်ဒန်ဒီဒီနှစ်ဘောလုံးရသည်မှာလုံးဝပိန်တိန်နေတဲ့အသင်းတစ်သင်းအရင်တုန်းကနော်ပယ်ရာနဲ့ပဲဖြစ်ဖြစ်အခုနီးပြတဲ့ Rob Edwards နဲ့ပဲဖြစ်ဖြစ်ပုတ်တာကပုတ်တာပဲ။အခုနေလဲနိုင်ဘောတပွဲမှမရသေးဘူး။ဘလို့အချင်းဒီမျိုးနဲ့ပဲဖြစ်ဖြစ် United တရေကြလို့မရဘူး။ United ရွေးချယ်အနေနဲ့မှာလဲခက်ခဲတယ်။ကျွန်တော်ကတော့မတက်နိုင်ဘူး။ ဝူဖလိုအသင်းမျိုးနဲ့တွေ့တဲ့နေရာမှာဝူဗာဟန်တန်ကိုဗတ်မကန်ရဲတာတော့အမှန်ပဲကျွန်တော်မန်ယူနိုက်တက်ကိုပဲရွေးချယ်ပေးချင်ပါတယ်တလုံးသွင်းရင်တဝက်ပျော်ရွှင်ခွင့်ရမှာပါအဲ့တော့ဒီပွဲစဉ်ကို run up ကမန်ယူနိုက်တက်2စီလော်ရိုလဲ2စီခရစ်ဆောက်တန်နဲ့ပေါ်မာစင်တို့က1စီနဲ့3-0လို့ခန့်မှန်းထားကြပါတယ်ခင်ဗျာ